ဒီတစ်ပတ်ချန်ပီယံလိပွဲစဉ်တွေကတော့အင်္ဂလန်အသင်းတွေရလက်ကောင်းခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီးတော့အင်္ဂလန်6သင်းရှင်ပြိုင်ကစားခဲ့ရမှာ9သင်းကပြိုင်ဘက်တွေကိုကိုပြတ်တင်နဲ့အနိုင်ရခဲ့ပြီးတော့စပါတသင်းပဲမိုနာကိုနဲ့အသီးချခဲ့ရဆိုတော့ဒီတစ်ပတ်မှာကစားခဲ့တဲ့အင်္ဂလန်အသင်းတွေရဲ့ချန်ပီယံလိပွဲစဉ်တွေပေါ်မှာကျွန်တော်ရဲ့အမြင်လေးကိုပြဆက်ပေးသွားမှာဖြစ်ပါတယ်ကွန်မန့်ထွေးပိုင်းဆို YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။ အင်္ဂလန်အသင်းတွေထဲမှာတော့အာဆင်နယ်အသင်းက၃ပွဲကစားထားမှာရာနှုန်းပြည့်နိုင်ပွဲယူပြီးတော့ရမှတ်၉မှတ်နဲ့တူလီဖစ်ရန်ကင်မှာတော့ဘိုင်ယန်မြူနစ် PSG အင်တာမီလန်တို့ရဲ့နောက်အဆင့်၄နေရာမှာရှိနေခဲ့ပြီးတော့သူ့ရဲ့နောက်မှာရီယယ်မက်ဒရစ်ကအဆင့်၅နေရာမှာရှိနေတယ်။ပွဲစဉ်၃ပွဲကစားပြီးမှရာနှုန်းပြည့်အနိုင်ရခဲ့တဲ့အသင်းက၅အသင်းပဲရှိပြီးတော့အဲ့ထဲမှာမှအာဆင်နယ်အသင်းကတော့ပေကိုလုံးဝမရှိသေးတဲ့အသင်း၂အသင်းထဲမှာအာဆင်နယ်နဲ့အင်တာမီလန်တို့ရပ်တည်နေခဲ့ပြီးတော့အာဆင်နယ်အသင်းရဲ့ချန်ပီယံလိ ရာသီရလက်တွေကတော့တကယ်ကိုပေါဖက်ရလက်တွေလို့ပြောလို့ရတယ်ဒီတစ်ပတ်မှာလည်းအာဆင်နယ်သင်းကအိမ်ခွင်မှာတကယ်ကိုကစားအခက်ခဲတဲ့မာကျောတဲ့နိဗျာဒီယေဂိုဆင်မြူရီရဲ့အတ္တရာဒီကိုမတ်တွေတင်းနဲ့ရင်ဆိုင်ခဲ့ရပြီးတော့ဒုတိယပိုင်းမိနစ်တွေမှာသူတို့ရဲ့ set piece လက်နက်တွေနဲ့အတူကြိုင်ဘက်ကိုအလဲထိုးပြီးတော့73မိနစ်အတွင်းမှာ၄ဂိုးသွင်းပြီးတော့4-0နဲ့အနိုင်ရခဲ့တယ်တကယ်ကိုအာဆင်နယ်သင်းရဲ့ခန်းစစ်ကစားပုံက ကြောက်စရာကောင်းလောက်အောင်ကိုတည်ငြိမ်နေပြီးတော့ဒီဟာဒီပြိုင်ပွဲစုံအနေနဲ့ကြည့်မယ်ဆိုရင်ပြိုင်ပွဲစုံ12ပွဲကစားထားမှာအစနေတင်းကပေကို3ဂိုးပဲပေးခါခဲ့ရတယ်အဲ့ထဲမှာ open play ကနေပေးခဲ့ရတဲ့ပေကိုကလည်းမက်ဆီတီနဲ့ဝမ်ဝမ်တည်ကြခဲ့တဲ့ပွဲစဉ်မှာသူတို့ရဲ့ကွင်းလယ်ကနေဘောလုံးပြက်ပြီးတော့တန်နိုဘာကနေသူတို့ပြန်ပြီးတော့ကောင်တာအတက်နဲ့ပေးလိုက်ရတဲ့ဟာလန်ရဲ့တကူပဲရှိတယ်နောက်ပိုင်းပွဲတွေမှာဆိုရင်အာဆင်နယ်တင်းရဲ့ကိုးပါးကိုရှော့တက်ကတ်တောင်ရဖို့မလွယ်တော့တဲ့အထိအာဆင်နယ်တင်းရဲ့ခန့်စစ်ကတကယ်ကိုအကောင်းဆုံးပုံစံပြခဲ့တယ် အတလီကိုမက်ဒရစ်အသင်းရဲ့ပွဲစဉ်မှာတော့အာဆင်နယ်အသင်းကခန်းစစ်ကြောင်းမှာကာလာဖီယိုရီကိုအနာပေးပြီးတော့လူးဝစ်ကယ်လီကိုသုံးခဲ့တယ်။လူးဝစ်ကယ်လီကလည်းတော်တော်လေးကိုခြေစွမ်းပြကစားနိုင်ခဲ့တယ်လို့မာတင်နယ်လီရဲ့ twin goal ကိုခွင့်လယ်မှာတက်ပြီးတော့တလာပါပါဖန်တီးနိုင်ခဲ့တယ်လို့သူတို့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ပြီးတော့ဒဏ်ရာပြဿနာတွေရှိနေသည့်တိုင်အောင်အာဆင်နယ်အသင်းက Champions League နဲ့ Premier League နှစ်ခုလုံးမှာသူတို့ရဲ့အကောင်းဆုံးပုံစံနဲ့တူ Champions League မှာလည်းနောက်တစ်ဆင့်ကိုတိုက်ရိုက်အောင်မြင်မှုအလားလာကောင်းနေသလို Premier League မှာလည်းအမှတ်ပြေးစရာထိတ်ဆုံးနေရာမှာ မန်စီးတီးကိုရမှတ်3မှတ်လီဗာပူးကိုရမှတ်4မှတ်ဖြတ်ပြီးတော့ဥဆောင်နေတယ်အာဒီတာလက်အောက်အာဆင်နယ်အသင်းရဲ့တိုးတက်မှုကတကယ်ကိုအထင်ကြီးစရာကောင်းပြီးတော့ဒီဘက်မှာပိုပြီးကျေနပ်စရာဖြစ်တာကနောက်ပိုင်းပွဲစဉ်တွေမှာတောက်လျှောက်ဂိုးပေါက်ပြောင်းနေတဲ့တိုက်စစ်မှုယော့ကရက်လည်းအသင်းနဲ့တူဂိုးတွေပြန်သွင်းခဲ့သလိုအသင်းရဲ့ကစားပုံကလည်းချစ်လစ်မာကျော်ပြီးတော့ဘေဂျာထရိုဖီတကူးကူကိုပိုင်ဆိုင်ဖို့အတွက်အသင်းဖြစ်နေပြီဆိုတာကိုပြသထားခဲ့တယ်ဆိုတော့ဘလောက်ထိအောင်မြင်မှုတွေကိုရယူသွားမလဲဆိုတာကတော့စောင့်ကြည့်သွားရမယ် နောက်ထပ်ရလဒ်ကောင်းနေပိုင်ဆိုင်နေတဲ့တင်ကတော့ Man City ပါ Man City တင်ကဟာလန်ရဲ့ခြေစွမ်းပြမှုနဲ့တူတောက်လျှောက်နိုင်ပွဲတွေဆက်ပြီးတော့ Villarreal တင်ကအဝေးခွင်မှာတောက်တောက်တာနဲ့2-0နဲ့အနိုင်ရပြီးတော့သုံးပွဲကစားပြီးမှအမှတ်ပေးစရာရဲ့ခုနှစ်နေရာမှာရပ်တည်နေတယ်ဟာလန်ကတော့ပြိုင်ပွဲစုံ12ပွဲစတိုက်ဂိုးသွင်းပြီးတော့ Ronaldo ရဲ့စံချိန်ကိုလိုက်မိသွားခဲ့ပြီးနိုင်ငံနဲ့ကလပ်အသင်းအတွက်14ပွဲကစားထားမှာသွင်းကိုစုစုပေါင်း25ဂိုးတွေသွင်းထားပြီးတော့တကယ်ကိုကြောက်စရာကောင်းတဲ့ဂိုးသွင်းနှုန်းတွေကိုပိုင်ဆိုင်ထားတယ် ချန်ပီယံလိမှာလည်း၃ဘွယ်ကစားထားမှာသူ့ရဲ့ twin goal နှုံးတွေကပွဲတိုင်းမှာပါဝင်ပတ်သက်နေပြီးတော့နောက်ဆုံး Villarreal နဲ့ပွဲစဉ်မှာလည်းသူ့ရဲ့ twin goal ကိုထပ်ပြီးတော့မြင်ခဲ့ရတယ် Premier League မှာလည်းပွဲစဉ်၈ဘွယ်ကစားထားပြီးမှ twin goal ၁၇ goal တည်သွင်းနိုင်ခဲ့ပြီးတော့တကယ်ကိုရက်တန့်လို့မရတဲ့ခြေစွမ်းတွေကိုပြသထားခဲ့တယ် Haaland က DRT ကစားထားတဲ့ပွဲစဉ်တွေထဲမှာစပါ့ကိုရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲပဲမသွင်းနိုင်ခဲ့ပြီးတော့ Premier League မှာလည်းနောက်ဆုံး၆ဘွယ်ဆက်တိုက် goal သွင်းထားသလို Champion League မှာလည်း၃ဘွယ်လုံး goal သွင်းထားတယ်နိုင်ငံနဲ့ လပြေးစင်အဆင့်ပွဲတွေမှာလည်းထောက်လျှောက်ဂိုးတွေသွင်းထားပြီးတော့ဟာလန်ရဲ့ဒီယာဒီဂိုးသွင်းစွန့်ရည်ကတော့တော်တော်ကြီးကိုကြောက်စရာကောင်းပြီးတော့သူ့အနေနဲ့လက်ရှိခြေစွမ်းကိုသာထဲပြီးတော့မန်စီးတီးကအောင်မြင်မှုတွေသာဒီယာဒီမှာရယူနိုင်ခဲ့မယ်ဆိုရင်တော့တူးချင်းစုတစိတ်တွေအတွက်ဘာပေရိုဟာရီကိန်းတို့နဲ့အပြိုင်ဒါဘောလန်ဒေါ်စုကိုချိန်ရွယ်နိုင်မဲ့အလားအလာတွေရှိနေတယ်မန်စီးတီးတဲ့ဒီယာဒီ ချန်ပီယံလိသုံးပွဲကစားခဲ့ရမှာအဖွင့်ပွဲစဉ်မှာနာပိုလီကို2-0နဲ့နိုင်တယ်ဒုတိယပွဲစဉ်မှာမိုနာကိုနဲ့1-1တည်ချပြီးတော့တတိယပွဲစဉ်မှာတော့ဗီလာရီယယ်အသင်းကို3-2နဲ့အနိုင်ရထားတယ်အဖက်ဖက်ကနေတိုးတက်လာပြီးတော့မန်စီးတီးအသင်းကလည်းလမ်းကြောင်းမှတစ်ခုကိုပြန်ရောက်လာပြီးနောက်ထပ်တစ်သင်းကတော့မထင်မှတ်ပဲဒီရသည်မှာချန်ပီယံလိမှာရလတ်ကောင်းနေပိုင်ဆိုင်နေတဲ့နျူကာဆယ်ပါနျူကာဆယ်ကလည်းဒီတစ်ပတ်မှာအစင်လာရှိတဲ့ဗင်ဖီကာနဲ့အေကွင်းမှာကစားခဲ့ရပြီးတော့ဂေါ်ဒွန်တို့ဟာဗီဗန်စတိုရဲ့ဂိုးတွေနဲ့အတူ3-0ရှိနေအနိုင်ရခဲ့တယ်နျူကာဆယ်အသင်းကလည်း ပွဲစဉ်၃ပွဲကစားပြီးမှရမှတ်၆မှတ်နဲ့အဆင့်၈နေရာမှာရပ်တည်နေတယ်။အဖွင့်ပွဲစဉ်မှာဘာစီလိုနာသင်းကို2-1နဲ့ရှုံးခဲ့ပေမဲ့ဒုတိယမြောက်ပွဲစဉ်မှာဘယ်ဂျီယန်ကလပ်ယူနီယံစိန့်ကို4-0နဲ့အနိုင်ရပြီးတော့တတိယပွဲစဉ်မှာလည်းဘင်ဖီကာသင်းကို3-0နဲ့အနိုင်ရခဲ့တဲ့ဒီအသည်နယူကာဆယ်သင်းရဲ့ချန်ပီယံခီးလန်းမှာတော့အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ Gordon နဲ့ Harvey Van Stro ကတော်တော်လေးကိုအသင်းရဲ့တောင်ပံတိုက်စစ်နေရမှာအလုပ်ဖြစ်နေပြီးတော့ Gordon က3ဂိုး Harvey Van က3ဂိုးသွင်းထားတယ်။တိုက်စစ်မှုသစ် Water Mardia လည်း သွင်းကိုနှစ်ဂိုးသွင်းထားခဲ့ပြီးတော့သူတို့ရဲ့တိုက်စစ်ကတော်တော်လေးကိုအလုပ်ဖြစ်နေတာကိုတွေ့ရတယ်ဆိုတော့အတီဟောင်းအနေနဲ့ညူကာဆယ်သင်းကိုဒီယာဒီမှာချန်ပီယံလိနောက်တစ်ဆင့်ကိုပို့ပေးနိုင်မလားဆိုတာစောင့်ကြည့်သွားမယ်လက်ရှိခြေစွမ်းနေရဆိုရင်တော့ပလေးအော့ဆင့်ကိုတေချာပေါက်စုပ်ကင်နိုင်မဲ့အလားအလာတွေမြင်နေရတယ်ညူကာဆယ်သင်းရဲ့ကစားပုံကကြစ်လစ်တယ်မာကြောတယ်စူးစီးမှုကောင်းတယ်အဲ့ဒီပွဲစဉ်မှာဆိုရင်ဂိုးသမားနစ်ပုတ်ရဲ့ဒီလက်ပစ်ဘဝနေပြီးတော့အသင်းအတွက်ကိုဖန်နီမှုလုံးနိုင်ကြလို့နစ်ပုတ်ကလည်းတကယ်ကိုလက်စွမ်းနေပြနေရဆိုတော့ယူကာဆယ်သင်းကလည်းစောင့်ကြည့်ရမယ့်အသင်းတွေထဲမှာရှိနေတယ် ဒီတစ်ပတ်မှာပြည်သက်တွေအဓိကထားစောင့်ကြည့်ခဲ့တဲ့အသင်းကတော့လေဝါဘူးသင်းပါလေဝါဘူးသင်းကပြိုင်ပွဲစုံ၄ပွဲဆက်အရှုံးနဲ့တူတော်တော်လေးကိုအခြေအနေစိုးနေတဲ့အနေအထားကြောင့် Frankfurt နဲ့အဝေးဘက်မှာကစားမဲ့လေဝါဘူးပေါ်မှာပြည်သက်တွေကတော်တော်ကိုသတိထားခဲ့ကြရတယ်။ဒီပွဲမှာလေဝါဘူးသင်းရဲ့နီးပြအာနက်စလော့ကတော့အပြောင်းအလဲတွေကြီးကြီးမားမားကိုလုပ်ခဲ့ပြီးတော့အသင်းရဲ့တိုက်စစ်ပိုင်းကသူတို့ရဲ့မရှိမဖြစ် untouchable player ဆာလာကိုအနာပေးပြီးတော့ Florian Bass ကိုညာကျန်းထုတ်ပြီးတော့ကစားခဲ့သလိုကွန့်လက်အထိုင်နှစ်ယောက်ဖြစ်တဲ့ မကလက်ဆာနဲ့ဂရာဗန်ဘတ်တို့ကိုမတုံးခဲ့ပဲနဲ့ကွန့်လက်အထိုင်နေရာမှာဆူပါစတိုင်းကိုဂါတီဂျုံနဲ့တွဲပေးပြီးတော့ခန်းစစ်ကြောင်းမှာလည်းဝိုင်းရင်နောက်ခံလူရောဘတ်ဆန်ကိုပြန်ပြီးတော့တုံးခဲ့သလိုညာနောက်ခံနေရာမှာလည်းဖရင်ပောင်ကိုတုံးခဲ့တယ်။အဲ့ဒီရဲ့အကျိုးဆက်အနေနဲ့လီဗာပူးသင်းကပုံစံကောင်းပြသနိုင်ခဲ့ပြီးတော့ငါးဂိုးတပိုးနဲ့အနိုင်ရခဲ့တယ်။ထရမ့်ဘတ်နဲ့ပွဲစဉ်မှာတော့အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ကားတဲ့ EKTK ကအသင်းအတွက်အရေးပါတဲ့ဂိုးတကူသွင်းနိုင်ခဲ့သလို Florian Bass ကလည်းဂျာမန်မြေမှာဂိုးမြူတက်တဲ့အစဉ်လာကိုပြန်လည်ပြသခဲ့ပြီးတော့ဒီအားဒီမှာ ဂိုးတွေအစ်စ်တွေလုံးဝမရှိသေးတဲ့ Florian Bass အတွက်ဂိုးဖန်တီးမှုနှစ်ကြိမ်လုံးနိုင်ခဲ့တယ်ဒီပွဲမှာအကောင်ဆုံးကစားသွားတဲ့ကစားသမားကတော့ Super Slide မှာ Super Slide နဲ့သူ့ရဲ့အောင်မြင်လို့ပြောလို့ရတဲ့ဂျာမန်ပြည်မှာတကူးသွင်းပြီးတော့တကူးဖန်တီးနိုင်ခဲ့တယ်လို့ကွန်းလေကနေဘောလုံးဖြန့်ဝင်မှုတွေဥဆောင်ပြီးတော့လှုပ်သွားနိုင်ခဲ့တယ်လို့လိုအပ်ရင်ညာချမ်းကနေလိုက်ပါပြီးတော့ခက်စစ်ကိုလည်းဖြည့်ကစားသွားခဲ့တာကိုတွေ့ရတယ်အခြားကစားသမားတွေဖြစ်တဲ့ခက်စစ်ကဗန်ဒိုက်တို့ကိုနာဒီတို့လည်းကိုးရခဲ့တယ်လို့ရောဘတ်ဆန်လည်းဂိုးဖန်တီးမှုတစ်ချိန်ရခဲ့ပြီးတော့တကယ်လို့ perfect နိုင်ပွဲကိုယူနိုင်ခဲ့တယ် ပို့ပြီးထူးခြားတာကလီဗာပူးသင်းရဲ့ပြိုင်ဘက် front back သင်းကဒီဟာဒီကစားထားတဲ့ Champion League ၃ပွဲလုံးမှာသူ့အသင်းရဲ့ရလဒ်တွေက5-1ဆိုတဲ့ရလဒ်တွေကြီးပဲထွက်ခဲ့တယ်။သူတို့နိုင်တဲ့ပွဲကလည်း5-1သူတို့ရှုံးတဲ့ပွဲနှစ်ပွဲကလည်း5-1ဆိုတော့ front back နဲ့လီဗာပူးတွေ့မယ်ဆိုတော့ဒီပွဲကိုကျွန်တော်တို့ပွဲကြိုသုံးသက်ချက်အစီအစဉ်မှာ Soccer House မှာကျွန်တော်တို့ညီကိုတွေရိုက်ကြတော့ဂိုးပေါ်မယ်ဆိုတဲ့ဘက်ကိုကျွန်တော်တို့ဦးစားပေးပြီးပြောခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ front back ကလီဗာပူးနဲ့ပွဲမတိုင်ခင်မှာ ပြိုင်ပွဲဆို10ပွဲကစားထားရမှာနှစ်သင်းပေါင်းသွင်းကို54ကိုရှိပြီးတော့အဲ့ဒီ10ပွဲထဲမှာ9ပွဲကနှစ်သင်းပေါင်းသွင်းကို4ကိုနဲ့အထက်ကစားခဲ့ပြီးတော့အ ਨੇ စုံပွဲက၃ကိုပဲရှိခဲ့တဲ့ပွဲဆိုတော့ front back ပွဲတွေကတော်တော်ကြီးကို open game ဆန်ပြီးတော့ဖျော်ဖြေမှုပေးနိုင်ခဲ့တာကိုတွေ့ရတယ်ဒီအခြေအနေတွေကြောင့် Liverpool အသင်းအခွင့်အရေးရှိမယ်လို့ကျွန်တော်တို့မျှော်လင့်ခဲ့တယ်လို့ Liverpool အသင်းကပုံကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပြီးတော့တိုက်စစ်ခံစစ်ကွင်းလည်းအဖက်ဖက်ကပြည့်စုံခဲ့ပြီးတော့ Gapo ကလည်း United နဲ့ပွဲစဉ်မှာ အပိုင်ခွေးတွေအသုံးမချနိုင်ခဲ့ရတဲ့ဂိုးကန့်ခဲခဲ့ရတဲ့ရှိပဲမြင်လဲဒီပွဲမှာတော့အသင်းအတွက်အရေးပါတဲ့အသွင်းကိုရောဂိုးဖန်နီမျိုးလုံနိုင်ခဲ့ပြီးတော့တကယ်ကိုလေးပွဲဆက်အရှုံးကနေဘောင်းဆွဲပြန်လုံနိုင်ခဲ့တယ်လီဗာပူးသင်းရဲ့ခြေစွမ်းကိုလည်းအတိမပြူပါရဲလီဗာပူးသင်းကအခုပွဲစဉ်၃ပွဲကစားထားရမှာရမှတ်၆မှတ်နဲ့လီရန်ကင်မှာတော့အဆင့်၁၀မှာရက်တည်နေတယ်လက်ရှိခြေစွမ်းကစိတ်ချလို့မရသေးဘူးဆိုပေမဲ့လီဗာပူးသင်းနေနဲ့ရှုံးပွဲတွေကနေပြန်လဲရုံထွက်လာနိုင်ခဲ့တဲ့အပေါ်မှာတော့အတိမပြူပါရဲ ဒီဘက်မှာနောက်ထပ်ပြည်သက်တွေကိုအန်အောမှင်သက်အောင်လုပ်ပြခဲ့တဲ့အတင်းကတော့ချက်စီတင်းပါချက်စီတင်းကအင်ကွဲမှာအိုင်းရက်တင်းနဲ့ကစားခဲ့ပြီးတော့5-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်ချက်စီတင်းကပြီးခဲ့တဲ့အပတ်တွေမှာလည်းပရီးမီးယားလိမှာ Forest ကိုအနိုင်ရခဲ့တာတွေလီဗာပူးကိုအနိုင်ရခဲ့တာတွေနဲ့အတူလမ်းကြောင်းမှာတစ်ခုကိုပြန်ရောက်လာခဲ့ပြီးတော့အတင်းကဒဏ်ရာပြဿနာတွေကြီးကြီးမားမားရိုက်ခတ်နေသည့်တိုင်အောင်နီးပြမာရက်စကာရဲ့ချက်စီတင်းကအကောင်းဆုံးပုံစံပြသခဲ့ပြီးတော့ဒီဘက်မှာတိုက်စစ်ပိုင်းအတွက်လူငယ်ကစားသမားလေးမက်ဂီဒူကိုအထောင်တိုက်စစ်မှာသုံးခဲ့တယ်မက်ဂီဒူကအတင်းအတွက်ဂိုးသွင်းနိုင်ခဲ့သလို ဒါနောက်ထပ်လူငယ်ကျယ်ဝင်စားသမား SG Power William ကိုသွင်းနိုင်ခဲ့တဲ့ Kitten ကိုဖန်တီမှုလုပ်နိုင်ခဲ့တဲ့ Bona Nordi ကို attacking midfield နေရာမှာတုံးခဲ့တဲ့ကိုယ်လည်းမှာ Lavia ကိုဒါတုံးခဲ့တဲ့အတင်းရဲ့အားထားရတဲ့ကစားသမား Enzo Fernandez ခြေစွမ်းပြပြီးတော့ဂိုးတွေသွင်းခဲ့တဲ့တကယ်လို့ပြည့်ပြည့်စုံတဲ့နိုင်ပွဲတစ်ပွဲကို Chelsea သင်းကအရယူသွားခဲ့ပြီးတော့ Equipe မှာအရင်အသင်းကိုဒီလောက်ထိဂိုးပြတ်မယ်လို့မထင်ခဲ့ပေမဲ့သူတို့ရဲ့အကောင်းဆုံးတိုက်စစ်စွမ်းစာရီကိုပြသနိုင်ခဲ့တာကိုတွေ့ရတယ် ချဲစစ်တင်းကလည်းချန်ပီယံလိ၃ဘက်ကစားပြီးမှရမှတ်၆မှတ်နဲ့လီဗာပူးတင်းရဲ့နောက်ဆင်ဆက်တင်နေရာမှာရပ်တည်နေတယ်အဖွင့်ပွဲစဉ်မှာဘိုင်ယန်ကို3-1နဲ့ရှုံးခဲ့ပေမဲ့ဒုတိယမြောက်ပွဲစဉ်မှာဗင်ဖီကာကို1-0နဲ့အနိုင်ရခဲ့သလိုတတိယမြောက်ပွဲစဉ်မှာတော့သူတို့ရဲ့တရားသည့်အကောင်ဆုံးဆွမ်းဆောင်ရည်ကိုပြန်လည်ပြသခဲ့ပြီးတော့အိုက်ယက်အသင်းကို5-1နဲ့အနိုင်ရခဲ့တယ်။ပိုပြီးချင်းတဲ့ဆရာကောင်းတာကလူငယ်တွေနဲ့အသင်းကိုအလှည့်ပြောင်းနေလုပ်ကစားပေမဲ့ရလက်ကောင်းတွေကိုထိန်းထားနိုင်တဲ့အချက်ပဲ။ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလည်းဇာသမားတွေကို rotating system နဲ့အလှည့်ကျအသုံးပြုခဲ့ပြီးတော့ အနာပေးခဲ့သလိုဒီနေ့မှလည်းဒီပြမာရက်စ်ကတော့အလားတူပုံစံမျိုးပဲလူငယ်ကစားသမားတွေနဲ့အရင်ကစားသမားတချို့ကိုနေရာပေးပြီးတော့ကစားခဲ့ရမှာတော့ဒီလိုဂိုးပြတ်နိုင်ပွဲကတော်တော်ကြီးကိုကျဉ်းနှက်စရာကောင်းတဲ့နိုင်ပွဲလို့ပြောရမယ်ဒီဘက်ကစားတဲ့အင်္ဂလန်အသင်း6တင်းထဲမှာနိုင်ပွဲမရခဲ့တဲ့တသင်းတော်တင်းကစပါးအသင်းမှာစပါးအသင်းကမိုနာကိုနဲ့အဝေးကွင်းမှာကစားခဲ့ရပြီးတော့စီးစီးတည်ကြခဲ့တယ်မိုနာကိုလိုအသင်းကိုအဝေးကွင်းမှာစီးစီးတည်ကြခဲ့တာဂုံငယ်စရာမဟုတ်ပေမဲ့အဲ့ဒီပွဲစဉ်မှာစပါးအသင်းရဲ့ဆွမ်းဆော်ကြီးကတော့ အရစရာမကောင်းခဲ့တာကိုတွေ့ရတယ်ဒါပေမဲ့စပါးကချန်ပီယံလိမှာသုံးပွဲကစားထားပြီးမှလက်ရှိချိန်ထိရှုံးပွဲမရှိသေးတဲ့အသင်းတွေထဲမှာပါတယ်တပွဲနိုင်နှစ်ပွဲတည်းရမှတ်၅မှတ်ရထားပြီးတော့သူ့အနေနဲ့လည်းပလီယော့တစ်ဆင့်ကိုဆက်လက်မျှော်လင့်ခွင့်ရှိနေသေးတယ်စပါးတင်ကတော့ချန်ပီယံလိသုံးပွဲကစားထားရမှာအဖွင့်ပွဲစဉ်မှာဗီလာရီရဲ့အသင်းကို1-0နဲ့အနိုင်ရပြီးတော့ဒုတိယပွဲစဉ်မှာဗိုလ်ဒိုကလင်းနဲ့တည်ကြပြီးတော့တတိယမြောက်ပွဲစဉ်မှာမိုနာဂသင်းကိုထပ်ပြီးတော့တည်ကြခဲ့တာကြောင့်ရမှတ်၅မှတ်ရထားတယ်လက်ရှိလီရန်ကင်ရကြည့်မယ်ဆိုတော့အဆင့်15နေရာထိရောက်နေရဆိုပေမဲ့ သူတို့အနေနဲ့ဆက်လက်မျှော်လင့်ခွင့်ရှိနေပြီးတော့ပလေးယောတနေ့ရာကိုစုကိုင်နိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်စပါတင်ကပရီးမီးယားလိမှာလည်းတောက်လျှောက်ပုံစံကောင်းရနေတဲ့အနေထားကနေပီကက်တပတ်ကဗီလာနဲ့ဘွဲမှာစပြီးတော့ရှုံးပွဲကြုံခဲ့သလိုဒီဘက်မှာလည်းမိုနာကိုသင်းတဲ့ဘွဲစဉ်မှာနိုင်ပွဲပျောက်ခဲ့တာကြောင့်နောက်ပိုင်းဘွဲစဉ်တွေမှာတော့စပါတင်ရဲ့စွမ်းဆောင်ရည်ကအနေငယ်အကြဘက်ကိုရောက်နေတာကိုတော့တွေ့ရတယ်ဒီအခြေအနေကိုနီးပါသောမတ်ဖရန့်အနေနဲ့ဘယ်လိုမျိုးဟန်တယ်လုပ်မလဲဆိုတာကတော့စောင့်ကြည့်သွားရမယ်ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဒီတစ်ပတ်ရှင်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအင်္ဂလန်ကလပ်အသင်းတွေရဲ့ ခြေစွမ်းတဲ့ရလက်ပိုင်းတွေပေါ်မှာကျွန်တော်ရဲ့ရေဘူးရအမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်လေးကိုအချိန်ပေးစောင့်ကြည့်ကြရတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်